ကုထုံးသင့်နဲ့ဈေးကုထားတဲ့ဘာသာရေးကီခစ်ထက်အမေရိက ရေးသည်ဘာသာရေးကနိုင်ငံရေးတဲ့အတင်းဝင်ထိုင်ကိုနေရာတစ်ခုရအောင်ကြိုးစားလာတဲ့အခါကိုးွယ်ရာအစ်စ်ပြောက်သွားတဲ့လူသားတွေခမညာကဘာဦးအစလိုတစ်ပင်ကြောက်တုံးခြားတောင်မိုးနဲ့တောတောင်ရေမြေတွေပြန်လဲအသက်သွေးကိုးွယ်ကြဖို့ဖြစ်လာတယ် ဘာသာတရားကလူမှုရေးတွေ ဟောလာတဲ့အခါကျမ်းဂန်တွေကတရားစာတွေခြစာဆွေးမြေ့တရွေ့ရွေ့ပြက်တုံပျောက်ဆုံးလူသားတွေနတ်ဖျားတရတဲ့ခေတ်ပြန်လဲဥတီသွားတော့တယ်ဘာသာရေးကလူတွေနဲ့တထက်သေးဒွေရောဆက်တင်အကျဉ်းလေမြားဖြစ်လာတဲ့အခါဖျားသားကိုအဓိပ္ပာယ်အစ်အဘိဓမ္မာဖွင့်ပြီးဘောဟာရအစ်နဲ့ဖျားကလေးဖျားကလေး ပြောနေကြတော့မတိသူတွေအတွက်ဖျားအသေးပေါ့တိသူတွေအတွက်မနှစ်သက်စရာဖြစ်နေလေရောသမမှုရတဲ့လူမှုရေးရဲ့လှုပ်ဝက်ချက်ကိုဘေဘာသာဤကောင်းဆောင်လူသားကမှ ထုတ်ဖော်ကြမှာမဟုတ်ပါလူကလူကိုလွှမ်းမိုးနိုင်ဖို့လူကိုလူကကိုးကွယ်ဖို့လူတွေက လူကိုရှိကကိုးကွယ်ယုံကြည်ဖို့လူတွေတဲ့လူတွေက တကူရှင်ဖြစ်နေဖို့လူသားကလူသားကိုဥချရှိခိုးဖို့လူသားကို လူသားကကြော့ခံဖို့လူထဲမှာထူးနေဖို့လူထူးကလူထဲမှာအပူဇော်ခံဖို့လူသားကဘာမှာလူကိုးကွယ်မှုဖြစ်ဖို့ဘာသာတရားကို လူတွေအတွက်လူကမွေးဖွားပေးလိုက်တယ်လူတွေက တဘာဝကြီးကို ကိုးကွယ်တာမှားတယ်လူတွေကိုးကွယ်ဖို့ကိုးကွယ်ခံလူသားလိုတယ်ကိုးကွယ်ခံလူသားကဘာသာတရားကို ခေါ်ခဲ့တယ်သူခေါ်ခဲ့တဲ့ဘာသာတရားနဲ့သူကိုယ်တိုင်လဲကိုးကွယ်ရှိက အားထားရာဖြစ်လာတယ်ဘာသာကြီးခေါင်းဆောင်ဟာ လူဖြစ်တယ်ဆိုတာကိုးကွယ်သူတွေကိုယ်တိုင်သတိမပြုတော့တဲ့အခါကိုးကွယ်ခံပုဂ္ဂိုလ်လဲလူအကျင့်လူအလုတ်ကို ခင်းရင်ပေါ်ပေါ်ကျင့်လာလှုပ်လာပါတော့တယ်။ကာလကြာတော့ဘာသာရေးလူမှုရေးနိုင်ငံရေးစီးပွားရေးပညာရေးစသည်ဖြင့်ဘာရေးညာရေးလူလောကအရေးအလုံးမှာဘာသာရေးကထိုင်ကုန်နေရာရလာတယ်။ဘာသာရေးအယောင်ဟာ လူတွေရဲ့ခန္ဓာကိုယ်ရဲ့နှစ်ထောင်ချီစုနှစ်ဆွဲထင်လာတယ်။ယုံကြည်မှုထက်သန်လာတာနဲ့အမျှစနစ်တကျတွေးခေါ်မြုံမြင်မှုအားကုန်လာတယ်။ ဆင်းရင်သုံးသက်ခြင်းကပြီးသွားတယ်။စနစ်တကျတွေးခေါ်တဲ့ဦးနှောက်ညံလည်းမှောင်ကျသွားတယ်။နောက်ဆုံးမှာမွေးရပါဦးနှောက်က အပြေးတိုင်းတည်ဆုံသွားတော့တယ်။ဘာသာရေးကနိုင်ငံရေးထဲဝင်လာဖို့ဘာသာရေးကလူမှုရေးတွေ ဟောပြောဖို့ဘာသာရေးကလူသားတွေနဲ့တွေ့ရဆက်တင်အကျဉ်းလင်မယားဖြစ်နေဖို့ဘာရေးညာရေးအရေးအလုံး မပါမပြီးနေရာရဖို့လူကလူကိုလွှမ်းမိုးနိုင်တဲ့လူကိုလူက ပြန်ကိုးကွယ်တဲ့လူတွေယုံကြည်ရှိကမဲ့ဘာသာရေးစကလုံးဘာသာရေးဝဟာရဆက်လက်နှလုံးခုန်အသက်ရှင်နေဖို့လူကိုးကွယ်ဖို့ဘာသာရေးကိုကုထုံးတဲ့ကဘာကြီးကဆက်လက်ဆေးကုထားရပါဦးမယ်ကိကစ်တဲ့အမေရိက 2021အောက်တိုဘာ23ရက်နေ့ရေးသားသည့်